နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းဟောင်းအပြည်ပြည်ဆိုင်ရာကြက်ချင်းဒီကော်မတီ ICRC ရဲ့လုပ်ငန်းလက်ပဲမှုဆိုင်ရာညွှန်ကြားရေးမှု Miss Ramani Press This Morning အာရှပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှု Mr. Register ဦးဆောင်တဲ့ကိုယ်စားလှယ်ဖွဲ့အောင် AB လ17ရက်နေ့ကနေပြီးတော့မှရှိတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးအေကမ်မမှာလက်ခံတွေ့ဆုံပါတယ် တွေးဆောင်စဉ်မြန်မာနိုင်ငံမှာဖြစ်ပေါ်ကြုံတွေ့ခဲ့ရတဲ့ငရေတဘာဝဘေးဒဏ်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရမှုများနိုင်ငံပေါင်း32နိုင်ငံမှာကုညီကင်စင်းအဖွဲ့များဆီလိုပေးခဲ့မှုနဲ့ကုညီကင်စင်းအထောက်အပံ့ပစ္စည်းများပေးပို့ခဲ့တဲ့အခြေအနေများနိုင်ငံတကာမှာ ပေးပို့လာတဲ့ကုညီကယ်ဆယ်ရေးနဲ့ထောက်ပံ့ပစ္စည်းများကိုငရင်ဘေးတန်တဲ့ပြည်သူများထံသို့လက်ဝဲအကြောင်းအမြန်ဆုံးဖြန့်ဝေပေးနိုင်မှုများမြန်မာနိုင်ငံမှာ ကုညီကယ်ဆယ်အဖွဲ့များစေတနာဝန်ထမ်းများအနေနဲ့နိုင်ငံတကာမှအရေးပေါ်ကယ်ဆယ်အဖွဲ့များနဲ့ပူးပေါင်းပြီးကုညီကယ်ဆယ်လုပ်ငန်းများကိုအင်တိုင်းအားတိုင်းဆောင်ရွက်ခဲ့တဲ့အခြေအနေများငရင်တန်းကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများနဲ့ဆက်လင်း၍အဟားစင်တာအပါအဝင်နိုင်ငံပေါင်း32နိုင်ငံမှကုညီကယ်ဆယ်ရေးနဲ့ထောက်ပံ့ရေးဆက်လက်ဆောင်ရွက်သွားမယ့်အခြေအနေများကျန်းမာရေး ဝင်ကြီးဌာနမြန်မာနိုင်ငံစက်ချိန်နေအသင်းနဲ့ ICRC တို့ပူးပေါင်း၍ငရေတန်ခန်းစားခဲ့ရတဲ့ဒေတာများမှကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိတဲ့အခြေအနေများမြန်မာနိုင်ငံမှာ ICRC ကငရေတန်တဲ့ဒေတာများမှဆောင်ရွက်လျက်ရှိတဲ့လုပ်ငန်းများနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းများမှပူးပေါင်းဆောင်ရွက်သွားမယ်အခြေအနေများနဲ့ဆက်လက်၍ဆွေးနွေးခဲ့ပါတယ်ရှင်။